ဒါကျွန်တော်ရဲ့ pure entertainment ပါဒီ entertainment အပြင်မှာလည်းမရဘူးဘားတိုင်းမှာလည်းမရဘူးပေါ့ကျွန်တော်တို့ industry မှာဒီလိုပဲ entertainment ကအများတန်းပါတယ်ခုနကောက်တေးဖြော်တာပဲဖြစ်ဖြစ်တခုခုလောက်တာပဲဖြစ်ဖြစ်ဧည့်သည်ကို entertainment လေးတွေနဲ့ service ပေးတဲ့အလုပ်ပါကျွန်တော်တို့ industry ရဲ့အလုပ်ဟုတ် ချိန်အများကြီးပေးရပါတယ်ကျွန်တော်တို့ဒီ flare ကစားနိုင်ဖို့အတွက်အနည်းဆုံး၄လအနေနဲ့ပြီးတော့၈လအထိပေးရတာပေါ့အဲ့လိုပေးပြီးတော့မှသူကဧည့်သည်ရှေ့မှာ perform လုပ်နိုင်တာပေါ့အာကျွန်တော်ကတော့ကြော်ကြော်ထိုက်ပါကျွန်တော်ကဘာတောင်ယူထားလဲဆိုတော့မြန်မာဘာတတာစပိုတာရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်ဒီနေ့ကကျွန်တော်တို့မြန်မာဘာတတာစပိုတာကနေပြီးတော့ဟို စီစဉ်ကျင်းပပြုလုပ်တဲ့ Flare Bartender Competition 2025ပေါ့နော်ဒါကတော့ဒုတိယအကြိမ်ပြုလုပ်ခဲ့တာပေါ့2024ဒီဇင်ဘာမှာလည်းပထမအကြိမ်လုပ်ခဲ့တယ်အခုက2025မှာဒုတိယအကြိမ်ပြန်လုပ်ဖြစ်တယ် အာပြိုင်ပွဲဝင်နေရတော့မျိုးစုံပဲဗီဂန်နာလည်းပါတယ်ကျွန်တော်တို့တကယ် professional လေး professional တွေလည်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့စုရခုနှစ်ခုတောင်ပေးထားတာပေါ့နော်အသေးကြောက်လာတဲ့လူတွေအတွက်လည်းစုတွေရှိရဲနောက်ပြီးတော့အရင်တုန်းကပြိုင်ခဲ့ဘူးတွေလူတွေအတွက်လည်းစုတွေရှိရဲအဲ့ဒီအတွက်ပြိုင်ပွဲဝင်နေရတော့နှစ်မျိုးနှစ်စားရှိပေမဲ့အားလုံးကတော်ကြပါတယ်ကျွန်တော်တို့ဒီ bartending industry မှာကျွန်တော်တို့ကဟို entertainment ပို့ပေးတာပေါ့နော် entertainment ဆိုတာကျွန်တော်တို့ကောက်တေးတွေကိုအရသာကောင်းကောင်းနဲ့ဖြော်တယ်အဲ့ဒါလည်း artist အလုပ်တစ်ခုပဲ entertainment တစ်ခုပဲနောက်တစ်ခုကကျွန်တော်တို့ play လေးပြပြီးတော့ flare ဆိုတဲ့အရှိတ်ကားလေးပြပြီးတော့ flare ဆိုတဲ့အရာလေးနဲ့ကျွန်တော် entertainment ပေးတယ်အဲ့ဒါလည်း artist တစ်ခုပဲ entertainment တစ်ခုပဲပေါ့နော်အဲ့အတွက်ကျွန်တော်တို့ industry ကအများဟိုပြပြရှင်းရှင်းနဲ့လူတွေကို service ဆောင်ကောင်းပေးနိုင်တဲ့ industry တစ်ခုလို့ဆိုချင်ပါတယ်ဟုတ်ပါတယ်အဓိကကျွန်တော်တို့ကောက်တေးတစ်ခုဖြော်ပြီးဆိုထားတော့ပါပွင့်တဲ့ပစ္စည်းတွေရှိရအောင် ဒီတိုင်းထဲလိုက်တယ်ဖြော်လိုက်တယ်ရော့ဆိုပြီးတော့ဧည့်သည်ကိုပေးလိုက်တာတဲ့ကျွန်တော်ထဲတဲ့ပုံစံလေးတွေမှာထူးထူးခြားခြားဟိုပလင်းလေးလှည့်လိုက်တယ်ရှေကာလေးကိုကစားလိုက်တယ်ပြီးတော့ဟိုထဲလိုက်တဲ့အရည်လေးတွေကိုမြောက်ပြီးတော့ပြန်ဖမ်းလိုက်တယ်ဒါကြတော့ဟိုကိုရှိလာတဲ့ဧည့်သည်ကကောက်တေးတစ်ခွက်လာတောက်ထားတဲ့ဆိုရင်စာရင်ပို့ပြီးတော့သူ့စိတ်လဲရှင်လန်းစေတာသူ့စိတ်လဲတက်ကြွစေတယ်ဒါပေမဲ့သူပေးရတဲ့ဈေးကဒီဈေးပဲဒါပေမဲ့သူရလိုက်တဲ့ service ကမတူတော့ဘူးပေါ့ portion မလေးတွေကပေါင်းဆက်လိုက်တာပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ industry ရဲ့လုပ်နေကြအလုပ်လေးတွေပေါ့ အဲကျွန်တော်ဒီဘာ industry မှာဒီလိုယဉ်ကျေးမှုတွေဖြစ်နေတာတော့ကြာပါပြီဟိုဘာအများနဲ့တောင်းနေလို့တော့သိတာပါเนาะသူကြတော့ဒီ industry တွေနည်းနည်းလေးအနှံ့ဝေးတယ်အနှံ့ဝေးမှာကျွန်တော်တို့ industry မှာဒီလိုပဲ entertainment ကအများတန်းပါတယ်ခုနကောက်တေးဖြော်တာပဲဖြစ်ဖြစ်တခုခုလောက်တာပဲဖြစ်ဖြစ်ဧည့်သည်ကို entertainment လေးတွေနဲ့ service ပေးတဲ့အလုပ်ကကျွန်တော်တို့ industry ရဲ့အလုပ်ပါအဓိကအကတဲ့စာရင်သူလှုပ်ရှားမဲ့ movement ပေါ့เนาะအကဆိုတာလည်း movement ပဲပေါ့အဲ့ movement လေးတွေကသူပြစ်လိုက်တဲ့ plane ပေါ်မှာသူပြစ်လိုက်တဲ့တန်တန်ဟို ဟိုဘယ်လိုပြောလဲရှိတ်ကပေါ်မှာပြန်ဖမ်းရမယ့်နေရာလေးတွေရှိရဲအဲ့ movement လေးတွေအရာကသလိုဖြစ်နေတာမှန်မှန်တော့ကနေတာမဟုတ်ဘူးသူရဲ့ movement လေးတွေကကသလိုဖြစ်နေတာအချိန်အများကြီးပေးရပါတယ်ကျွန်တော်တို့ဒီ flare ကစားနိုင်ဖို့အတွက်အ ਨੇ ဆုံး၄လအနေပြီး၈လအထိပေးရတာเนาะအဲ့လိုပေးပြီးတော့မှသူကအဲ့တဲ့ရှိမှာ perform လုပ်နိုင်တာပေါ့ကျွန်တော်တို့ရဲ့ဟို dance အရာ ဖလဲကစားတယ်လို့ခေါ်တာပေါ့နော်အဓိကသူတို့ပြိုင်ပွဲတဲ့မှာလက်ကုတ်တန်သူတို့ရဲ့အားပဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပြိုင်ပွဲအားလုံးကစင်ပေါ်ရောက်တော့နေအရန်ကို nervous ဖြစ်နေပြီးအရန်ကိုကြောက်နေပြီးတော့အဲ့ချိန်မှာအောက်ကကြည့်တဲ့ audience ကသူတို့အားပေးတယ်သူတို့လှုပ်တာကိုပျော်တယ်သူတို့လှုပ်တာကိုကြိုက်တယ်လက်ကုတ်တွေတီးပေးတယ်ဆိုတော့သူတို့ရဲ့ nervous ဖြစ်နေတဲ့စိတ်လေးတွေကို short ချပေးနိုင်တာပေါ့နော်သူတို့လက်ပူပျော်သွားတယ်တကယ် practice လုပ်ရတာ၄လနဲ့၈လလောက်ကြီးလုံးလုံးအောင်ပါတယ်တကယ် proper ဖြစ်အောင်ပါနော် ဇွဲလုံးလာတဲ့ဆိုင်အပြည့်စည်းတဲ့ဆိုင်ခနာကိုထိခိုက်မှုတွေပါပါတယ်လက်တွေကွဲကြတယ်ခြေထောက်တွေကွဲကြတယ်နှစ်ဖူးတွေကွဲကြတယ်ပင့်ချုပ်ရတယ်ပြန်ကစားရတယ်အဓိကတော့ဇွဲပေါ့နော်အဲ့ဒီဇွဲရှိနေသည်သူတို့ဒီ flare လောက်တဲ့ဟို culture တွေကပျောက်ဆုံးတော့မှာမဟုတ်ပါဘူး တော့ကျွန်တော်ကတော့ဒီ FMA industry မှာ15နှစ်လောက်လုပ်လုပ်ခဲ့တယ်။အာ management position ဒီနိုင်ငံသားမှလည်းလုပ်လုပ်ခဲ့တယ်ပေါ့နော်။ဒီပွဲတွေမှာကြတော့ကိုကလည်းဟိုဝါရောက်အသက်ရောက်ကြီးရလူဖြစ်တော့ကျွန်တော်တို့လူငယ်ညီငယ်တွေနဲ့ပေါင်းစည်းပြီးတော့အဖွဲ့လေးတစ်ဖွဲ့ဖွဲ့ပြီးတော့ဒီပွဲလေးတွေကိုဟိုဒီကျွန်တော် industry မှာအမြဲတမ်းစဉ်ဆက်မပြတ်အားလုံးစည်းလုံးဖြစ်အောင်ပြုလုပ်ပေးနေတာပေါ့။ ဟိုကျွန်တော်အခုဟိုဟိုဘာတန်နေ industry ကညီငယ်လေးတွေကိုပြောချင်တာကတော့လုံးဆရာရှိရတွေကိုဆက်လုပ်ပါကျွန်တော်တို့ကလည်းကျွန်တော်တို့လုံးဆရာရှိတဲ့ပွဲတွေကိုဆက်ဖန်ပြီးပေးနေပါမယ်ပို့ပြီးတော့စူးစမ်းပေးပါလို့ပြောချင်ပါတယ်တနေ့နဲ့တနေ့ကဟိုပါဝင်ရှင်မဲတဲ့လူတွေလည်းပုံများလာတယ်လို့ဒီနေ့ဆိုဘာထူးကြွားလဲဆိုတော့ကျွန်တော်တို့ international မှာ champion 5ချိန်ရထားတဲ့ russia က alexandra ကိုကျွန်တော်တို့ဖိတ်ပြီးတော့သူ့ကိုတိုင်လောက်ခိုင်းတာပေါ့နော် ဒါတော့ကျွန်တော်မြန်မာနိုင်ငံဘာတန်းနေ industry မှာတခါမှမဖြစ်ဘူးပဲမဖြစ်ဘူးခဲ့တဲ့ event လေးပေါ့အဲ့တော့သူရောက်လာတယ်သူရောက်လာပြီးတော့ဒီမြန်မာနိုင်ငံ flare လုံးနေတဲ့ကလေးတွေကိုသူဟိုသူတီးသူတီးရတယ်သူ sharing လုပ်တယ်ပြီးတော့သူကထိုင်ပြီးတော့ judge လုပ်ခွေးတယ်ဒါကတော့ဒီနှစ်မှာအထူးခြားဆုံးပါအင်းက flex စားကျင်တဲ့ကလေးတယောက်ရဲ့စိတ်နေစိတ်အချက်ကသူ့ဒါကိုလုံးချင်တဲ့စိတ်ရှိလို့လို့တာပေါ့။နှစ်ချက်ကတော့ သူ့ရဲ့အတီကျုပေါ့ပြောချင်တာကသူအတီကျုမှန်ကန်ရမယ်လမ်းကြောင်းမှန်ရမယ်သူဖြစ်ချင်တဲ့ဟာလေးတွေကိုမှန်မှန်ကန်ကန်လုပ်ဖို့လိုတာပေါ့အဲဒါအရေးကြီးဆုံးအဲ့နှစ်ခုပေါ့သူလုပ်ချင်တာကိုလုပ်နိုင်ရမယ်သူဒီအလုပ်ပေါ်မှာ passion ရှိရမယ်အဲ့ဒါဆိုရင်ဒီအလုပ်ကိုသူအချိန်တစ်ခုပေးလိုက်ရင်သူအလေးချင်းတစ်ခုပေးလိုက်ရင်ဖြစ်သွားလိမ့်မယ်ဒါကကျွန်တော်ရဲ့ pure entertainment ပါဒီ entertainment အပြင်မှာလည်းမရဘူးဘားတိုင်းမှာလည်းမရဘူးပေါ့နော်ဒီကလေးတွေကလည်းဘားတိုင်းမှာလည်းမရှိဘူးဟိုတချို့ဘားတွေမှာပဲရှိတာပေါ့ ဒါကကျွန်တော်တို့ပေးနိုင်တဲ့ F&B industry ရဲ့ entertainment တစ်ခုပါပဲအခုကျွန်တော်တို့ဒီမြန်မာ flavor dinner competition 2025က28 October ဒီနေ့ရယ်မနေ့ပြန်29 October မှာကျင်းပမှာပါမနေ့ပြန်အတွက်ကတော့ကျွန်တော်တို့ top 10ရ perform လုပ်မှာပေါ့အဲ့ပါမှာမှကျွန်တော်တို့အစုခုနှစ်စုရွေးပြီးတော့ပေးသွားပါမယ် champion ကတော့ကျွန်တော်တို့ငွေသားအနေနဲ့တင်30ပေးရတယ်